ားလုံးပဲမင်္ဂလာပါမြန်ခရစ်တော်ရရှိထားတဲ့ခရစ်တုနဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။ ChatGPT အကြောင်းပြု Studio Ghibli ပုံတွေပွားထလာနေတဲ့သတင်းနဲ့အတူဒေါ်လာ9.8မီလီယံအထိခရစ်တိုတွေပိုင်ဆိုင်ထားကြတဲ့တောင်ကိုရီးယားအစိုးရအဖွဲ့ဝင်တွေရဲ့သတင်းကိုတင်ဆက်ပေးသွားချင်ပါတယ်။ကျွန်တော်ကတော့စီစဉ်တင်ဆက်သူခုဖြစ်ပါတယ်ခင်ဗျာ။ ထမတဲ့ပုံအနေနဲ့ ChatGPT အကြောင်းပြု Studio Ghibli ပုံတွေပွားထနေတဲ့သတင်းကိုတင်ဆက်ပေးချင်ပါတယ်။ Sprite အဝေးတို့ My Neighbor Totoro တို့လို anime တွေကိုလူတော်တော်များများကြည့်ဘူးကြမှာပါ။ Artstein ကတခြား animation တွေနဲ့မတူဘဲနဲ့ပကြီးလိုလို 2D လိုလို 3D လိုလို့အရသာမျိုးပေးစွမ်းနိုင်တယ်လို့ဇလန်းတွေကလည်းတမူထူးကြတာကြောင့် Studio Ghibli ရဲ့ animation ရုပ်ရှင်တွေကရုပ်ရှင်ပြည့်တည်ကြတဲ့မှာနာမည်ကြီးပါတယ်။ မတ်လ25ရက်နေ့မှာတော့ ChatGPT ကနေကိုပုံတွေကို Studio Ghibli ကပုံစံထားတဲ့ပုံစံမျိုးပြောင်းလို့ရနိုင်တဲ့ model တစ်ခုကိုထုတ်ပေးလိုက်ပြီးတော့လူတိုင်းက Studio Ghibli ပုံတွေထုတ်ခဲ့ကြပါတယ်။ US ရဲ့ Crypto အကြံပေး David Sack ရော Elon Musk တို့ကပါသူတို့ပုံတွေကို Ghibli file လောက်ခဲ့ကြပြီးတော့ export မှာမျှဝေခဲ့ပါတယ်။ ဒါအပြင်နေပဲပေါင်းစုံကလူတွေကလည်းသူတို့ပုံတွေကိုရောသူတို့ချစ်တဲ့သူတွေပုံတွေကိုရောသူတို့ကိုချစ်တဲ့သူတွေရဲ့ပုံတွေကိုရောသူတို့ရဲ့ idol ပုံတွေကိုရောကို gamify လုပ်လာကြတာကိုတွေ့ရပါတယ် crypto နယ်ပယ်ထဲမှာဆိုရင်လဲ C0 SBF2 ရဲ့ပုံတွေကို Studio Ghibli အသွင်နဲ့မြင်ခဲ့ကြရပါတယ်ဒီလို Ghibli file လို့လို့အားရများလာတာကိုတွေ့ရတာကပျော်ဖို့ကောင်းပေမဲ့ ChatGPT ရဲ့ GPU တွေအရှိပျော်တော့မှာဖြစ်လို့ Ghibli ပုံလုံးခွင့်ကိုကန့်သတ်သွားဖို့ပြင်ဆင်နေကြောင်း OpenAI ရဲ့ CEO Sam Altman ကဆိုထားပါတယ် ကန်တလိုက်ချိန်မှာ ChatGPT ကို free သုံးနေကြသူတွေအနေနဲ့တနေ့ကိုပုံသုံးပုံထုတ်ခွင့်ရှိနေအောင်မှာဖြစ်ပြီးကန်တက်ချိန်ဘယ်လောက်အထိကြာမယ်ဆိုတာကိုတော့မသိရသေးကြောင်းဆိုထားပါဗျ။ Studio Ghibli ပုံတွေနာမည်ကြီးလာတာနဲ့အတူ Ghibli နာမည်ကိုအသုံးချထားတဲ့မိခွင်တွေကလည်းအစင်လာမပြတ်ထွက်လာနေတာကြောင့်ဒီ token တွေကအတူတွေဖြစ်ကြောင်းသတိထားကြဖို့အရေးကြီးပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့ဒေါ်လာ9.8 million အထိ crypto တွေပိုင်ဆိုင်ထားကြတဲ့တောင်ကိုရီးယားအစိုးရဖွဲ့ဝင်တွေရဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ တောင်ကိုရီးယားအစိုးရအရာရှိပေါင်း၄၀၀ကျော်က cryptocurrency တွေကင်ထားကြကြောင်းထုတ်ပြောလာကြပြီးတော့သူတို့အားလုံးရဲ့ crypto ပိုင်ဆိုင်မှုကဒေါ်လာ9.8မီလီယံအထိရှိကြောင်းသိရပါတယ်။အစိုးရဘွဲ့ဝင်အားလုံးပေါင်းရဲ့20ရာခိုင်နှုန်းက BTC, ETH, XRP နဲ့ Doge တို့အပါဝင် cryptocurrency တွေပိုင်ဆိုင်ထားကြတာဖြစ်ပြီးအများဆုံးပိုင်ဆိုင်ထားသူကတော့ဆိုမျိုးတော်ကောင်စစ်ဝင်ခင်မဟေယွန်းဖြစ်ပြီးတော့ဒေါ်လာ1.2မီလီယံဘို့အထိ cryptocurrency တွေကိုပိုင်ဆိုင်ထားပါတယ်။ ောင်ကိုရီးယားအစိုးရအရာရှိတွေရဲ့ခရစ်တိုပိုင်ဆိုင်မှုတွေကပွင့်လင်းမြင်သာမှုရှိနေရမှာဖြစ်တယ်လို့ခရစ်တိုတွေကိုလည်းအဖို့အတန်တတ်ထုပိုင်ဆိုင်တယ်လို့ထည့်သွင်းဖော်ပြတင်ကြောင်းဝန်ကြီးချုပ်ကသတင်းစာရှင်းလင်းပွဲမှာထုတ်ပြောခဲ့ပြီးတဲ့နောက်မှာတော့အခုလိုအစိုးရအရာရှိတွေရဲ့ခရစ်တိုပိုင်ဆိုင်မှုတွေကိုသိလာရတာဖြစ်ပါတယ်။တကယ်တော့ခရစ်တိုကိုဥပဒေနဲ့ကြမ်းမတ်ဖို့စူးစမ်းနေတဲ့နိုင်ငံတိုင်းမှာအစိုးရအဖွဲ့ဝင်တွေအနေနဲ့ခရစ်တိုပိုင်ဆိုင်မှုတွေကိုမဖြစ်မနေထုတ်ပြောရတဲ့ဥပဒေရှိသင့်ပြီးဒါမှသာအစိုးရနဲ့ပြည်သူကြားပွင့်လင်းမြင်သာမှုရှိနေမှာလည်းဖြစ်ပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ပါအခုတင်ဆက်ပေးခဲ့တာကတော့မြန်ခရစ်တောရရှိထားတဲ့ခရစ်တိုနဲ့ပတ်သက်တဲ့သတင်းတွေဖြစ်ပါတယ်။ဒီသတင်းတွေကမနေ့ကရရှိထားတဲ့သတင်းတွေဖြစ်ပါတယ်။သို့တော့လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေအရမြန်ခရစ်တိုရဲ့နေ့စဉ်သတင်းတင်ဆက်မှုတွေကိုခိတ္တရနာထားမှဖြစ်ကြောင်းအသိပေးလိုပါတယ်။ဒါကြောင့်မနေ့ပြန်မှာဆိုရင်တော့ကျွန်တော်တို့ခရစ်တိုသတင်းတင်ဆက်မှုအစား ဒီနေ့ညမြန်ခရစ်တိုရဲ့ Telegram Channel မှာမြင်းကလင်းသဘာဝဘေးခံစားခဲ့ရတဲ့ဒေတာကသူတွေကိုဘယ်လိုမျိုးကူညီပေးလို့ရမလဲဆိုတဲ့အကြောင်းအရာတွေကိုဆွေးနွေးသွားကြမှာဖြစ်ပါတယ်။ဒီကောရဲ့ record ကိုမနေ့ပြန်မှာတော့ကျွန်တော်တို့နေ့စဉ်သတင်းတင်ဆက်မှုအစားတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။